ဟိုနောက်တစ်ခုကအဲ့ဟိုဗုဒ္ဓရဲ့အယူဝါဒနဲ့ကိုင်ပေါက်လူငယ်တွေကိုကိုင်ပေါက်နေရလူကြီးကိုယ်တိုင်နေလူကြီးတွေကိုယ်တိုင်ဟိုကဗုဒ္ဓရဲ့ရဲ့အယူဝါဒနဲ့ဆန့်ကျင်နေရသူတို့ကြီးလုံနေတာကထိန်ပွဲလုံမယ်အဲ့လူကြီးတွေဆိုတဲ့လူတွေပဲထိတ်ဆုံးကနေပြီးတော့ဟလာဟိုဆိုင်ကိုငှားမယ်ဒီဆိုင်ကိုငှားမယ်ဟိုဟိုလော့စပီကာအတန်ပူချေတာငှားမယ်ဒီလော့စပီကာအတန်ပူချေတာငှားမယ်ဗုဒ္ဓကိုယ်တိုင်ဟိုကသူကတိတ်ဆိတ်နေတဲ့မှုကိုသဘောကျ ဗုဒ္ဓခင်ပါတယ်တခြားဘာသာအယူဝါဒဝါဒတွေရှိရယ်နော်အဲ့ဒီအဲ့ဒီဗုဒ္ဓရှိတဲ့အဲ့ဒီဟိုပါပေါ့ဇေတဝန်နန်းတော်ရှိတဲ့အဲ့ဒီမြို့ပါတယ်တခြားဘာသာတွေရဲ့ဘုန်းကြီးကျောင်းတွေရှိဗုဒ္ဓကအဲ့လိုမျိုးသူလည်းနည်းအားတဲ့အားအားလက်တဲ့အချိန်မျိုးတွေဆိုလို့ရှိရင်အဲ့လိုတခြားဘာသာတွေရဲ့ကျောင်းတွေကိုလှက်ပတ်ပြီးတော့ဗုဒ္ဓဟိုလေးလာလေးရှိရတယ်မလားအဲ့တခြားဘာသာဝင်တွေကအရန်လေးစားဖို့ကောင်းတာတကွာပါလဲဆိုတာလေသူတို့ကအဲ့ဗုဒ္ဓကျောင်းကောင်းကောင်းတည် အဲ့မှာတနေ့ကျတော့အဲ့ဒီဟိုပါပေါ့ဒီတခြားဘာသာဝင်ပဲဗျာကျွန်တော်တို့အဲ့ဒီကမေ့အောင်မေ့ပါအဲ့တခြားဘာသာဝင်ကြောင်းကိုတွားလိုက်တာဗုဒ္ဓကတွားဗုဒ္ဓအဲ့ကြောင်းကိုမရောက်ပြန်ဗုဒ္ဓလာတာကိုမြင်လဲမြင်ရောအဲ့ဒီဘာသာဝင်ကဖုံးကြည့်တယ်ပါပဲဆိုဥမဂေါရမလာနေပြီတဲ့အကုန်လုံးအတန်တိတ်တိတ်နေတဲ့ဂေါရမကတဲ့တိတ်ဆိတ်ချင်းကိုသဘောကြတာတဲ့မင်းတို့စုညံနေရင်စိတ်ဆိုးသွားလိမ့်မယ်တဲ့အဲ့တော့ဂေါရမလာနေပြီအကုန်လုံးတိတ်တိတ်နေဆိုတော့တကြောင်းလုံးတိတ်နေအဲ့ဒါတခြားဘာသာဝင်နော်အဲ့တော့ ကျွန်တော်တို့ကဗုဒ္ဓဘာသာဆိုပြီးကိုကိုယ်တိုင်ပြောနေတဲ့ဘဲကြီးတွေကဘုံနိုင်ကျဲနေရတော့မမိုက်ဒီတခါတော့ဒီတခါလေးပြောတာမှန်ပါတယ်နော်ဖျားရှင်ဟာတိတ်ဆိတ်မှုကို အမတန်မှလိုလားတော်မူပါတယ်မိစိမနိကေမိစိမပဏာတပါဠိတော်ဘိက္ခုဝတ်စာတုမတုံမှာယဟန်တွေဟာကျောင်းအေယာနေရာခင်းရင်နဲ့ဆူညံနေကြတဲ့အတွက်ဖျားရှင်ကအဲ့ဒီယဟန်တွေကိုနှင်ထုတ်တော်မူခဲ့ပါတယ် နောက်တော့ရွာသူရွာသားတွေနဲ့နတ်ပြမာတွေကပြန်ပြီးတောင်းပန်တာကြောင့်ဖယားရှင်ကခွင့်ပြုလိုက်ပါတယ်။အရာကိုကြည်တော်အားဖြင့်ဖယားရှင်ဟာအိတ်ဆိတ်မှုကို အမတန်လိုလားတယ်ဆိုတာထင်ရှားပါတယ်။ဒါကြောင့်ဦးစင်းတို့တက္ကະတက္ကမများအနေဖြင့်ကျောင်းကံတွေမှာအလှူအဒန်းလုပ်တဲ့အခါမှာစူညံမှုတွေကိုလည်းမလုပ်သင့်သလိုကျောင်းကံတွေကိုသွားတဲ့အခါမှာလည်းပဲတရားအကြောင်းဆွေးနွေးတာကလွဲ၍အိတ်ဆိတ်စွာနေသင့်ပါတယ်။ အဲ့ဒီလိုတိတ်ဆိတ်စွာနေပေးခြင်းဟာဖះရှင်ရဲ့အလိုတော်ကိုလိုက်ရရောက်တဲ့အတွက်ဖះရှင်ကိုလည်းပူဇော်ရရောက်ပါတယ်နော်